ကားကိုတင်ရရဲရပြီးတော့ညလန်းလျှောက်သွားပါတော့ကားလေးရှိရောဖိုးတို့သွားတရင်ကျွေးလာပညာဆိုတော့လူတွေကတော့ကြိတ်ကြိတ်တိုးနေရပဲဒီနေ့ည9ရက်ထိနောက်ဆုံးရှိသေးတယ်လို့သိရတယ်ပေါ့နော်ငါအမွေးရကြတဲ့သူတွေဆိုရင်ဒီလိုမျိုးငါးလေးတွေရောင်းဆိုအများကြီးထည့်ပြီးပြထားတယ်။ပြီးတော့ဒီလိုရက်တရလူရှုပ်တဲ့တော့ပေါ့နော်ကိုကလူအများကြီးမတိုးချင်ဆိုတော့မသွားသေးဘူးเนาะပြီးတော့ဒီလိုမျိုးကြက်တွေလေးတွေနဲ့တခြားအကောင့်ဘလော့အစုံရှိတယ်၊မွေးရအစရှိတယ်ပေါ့နော်ဖိုးတော့ကြောက်လို့မရိုက်ခဲ့ဘူး။ ပြီးတော့ကဓာတ်ပုံရိုင်မယ်ဆိုရင်အခုဒီလိုနေရာလေးရတာ photo spot လေးပေါ့နော်အနားလေးမှာဓာတ်ပုံရိုင်လို့ကောင်းပါတယ်ကိုရောညာရှိနာကျော်လာရောက်တဲ့အခါမှာအစားတောက်တွေကတော့ဘာမှသိပြောစားကြမရှိတော့ဘူးเนาะဆိုင်တော်မြကုံနေပေါ့เนาะပြီးတော့ထုံးစံတိုင်းမှာပဲအမိုက်လည်းပွားပလဲနေရပြီပေါ့เนาะဒါပေမဲ့မီးပုံးလေးတွေ့တဲ့အခါမှာအယံကိုပြောရပါဘူးเนาะရန်ကုန်မှာမီးပုံးမြလွတ်ဖို့ဆိုတော့တော်တော်ရှာပါတဲ့အခွင့်အရေးပေါ့เนาะသူတို့အမှ free ဝင်ပေးတယ်ဖိုးကတော့အမှနောက်ကျနေရကြအောင်မီးပုံးမြတစ်ခုရအောင်ယူခဲ့တယ်ကဲဒါကျမတို့အဖွဲ့ပါရှင် မရှိမိမနဲ့မိဖို့မြလွတ်တာကဖူးတို့သွားရင်တည့်ရပဲရှိမယ်လို့သိရရင်တော့ဒီနှစ်ခုနှစ်ရသွားရင်ရှိချင်မှလည်းရှိလိမ့်မယ်။နောက်တစ်ခုဘဲပွဲပဲဖြစ်ဖြစ်ဖူးတွေအပြင်သွားတဲ့အခါကိုယ်အမိုက်လေးကိုတာဝန်ယူစေချင်ပါတယ်။အမိုက်တွေပွားပလဲနေတော်တော်လေးမြင်ရအဆင်မပြေဘူးပေါ့နော်။